အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့999 Burmese USA News YouTube Channel ကနေပြန်လည်ကြိုဆိုပါရစေကျွန်တော်နာမည်ကတော့ Mr. 9ဖြစ်ပါတယ် America ရဲ့မြန်မာအင်္ဂလိပ်ဘာသာပြန် Certified Interpreter တယောက်ဖြစ်ပါတယ်ဒီကနေ့ကျွန်တော်ဘာသာပြန်တင်ဆက်ပေးသွားမယ့်သတင်းကတော့သမ္မတ Trump ဟာတရားရုံးအမိန့်ကိုဖြေဆန့်ပြီးသူဖမ်းမိထားတဲ့ခိုးပင်ကျူးကျော် Venezuela ရာဇဝတ်ဂိုင်းကဂိုင်းသားတွေကို El Salvador ကအချင်းထောင်အကြီးကြီးစီကိုပို့လိုက်ပြီဆိုတဲ့သတင်းပဲဖြစ်ပါတယ်သတင်းအပြည့်အစုံကတော့ BBC News က မတ်လ16 2025 16, မှာတင်ဆက်သွားတာကတော့ဆွဆွဲပြီးဖမ်းဆီးခံထားရတဲ့ Venezuela ရာဇဝတ်ဂိုင်းဝင်များကိုအာဏာသုံးပြီး Federal အစိုးရကနေနိုင်ငံအတွင်းမှာအပြင်းနှင်ထုတ်ရန်တရားရုံးမှတားမြစ်လိုက်ပြီးနောက်တနေ့မှာတော့အဲ့ဒီ Venezuela ရာဇဝတ်ဂိုင်းသားများကို El Salvador နိုင်ငံရှိလုံခြုံရေးအမြင့်မားဆုံးနဲ့အလွန်ဆိုးဝါးအကြမ်းတမ်းဆုံးအကျဉ်းထောင်ကြီးစီသို့ Trump အစိုးရကတနင်္ဂနွေနေ့ March 16 2025မှာ အယောက်200ကျော်ကိုစစ်လီရင်ဖြင့်ပို့ဆောင်လိုက်ပြီးအဲ့ဒါဟာတရားရုံးအမိန့်ကို ဖီစန်တာလာလို့မိကုန်တွေထွက်ပေါ်လာရပါတယ်။တင်းငွေတွေနေ့မတ်လ16 2025မနက်မှာအမေရိကန်နိုင်ငံသားရေးဝန်ကြီးမာကိုရူဘီယိုဟာသမ္မတထရမ့်ရဲ့ညွှန်ကြားချက်နဲ့တိုင်းတစ်ပါးမှရန်ပြူသူများဥပဒေ1998ကို ထုံးပြန်ကြေညာပြီးတော့ရာဇဝတ်ဂိုင်း TDA နဲ့ပတ်သက်နေသောဆက်နွယ်နေသော Venezuela ဂိုင်းသား200ကျော်ကို ြည်နယ်တံပေးခွင့်အမိန့်ထုတ်ပြန်လိုက်ပါတယ်။အဲ့ဒီဗင်နီဇွဲလားရာဇဝတ်ခိုင်းသားတွေကိုအစွန်ရောက်အကြမ်းဖက်သူများအဖြစ်ကျင်းညာလိုက်ပြီး အမေရိကကအခြားသမ္မတတွေသာဆိုရင်တော့ဒီလောက်အရေးကြီးတဲ့ခြေလမ်းမျိုးဆောက်လမ်းမှာမဟုတ်ပဲသမ္မတဒေါ်နယ်ထရန့်မို့လို့သာသူအမေရိကန်ပြည်သူတွေကိုဂတိပေးထားခဲ့တဲ့အတိုင်းပြုလုပ်တာလို့ရူဘီယိုက ပြောပါတယ်။တစ်ချိန်တည်းမှာပဲအယ်ဆာဗာဒေါ်သမ္မတနာဂျစ်ဘူကလီကလည်းအဲ့ဒီအကြမ်းဖက်ဗင်နီဇွဲလားတွေကို သူ့ရဲ့အချင်းထောင်စီခေါ်လာဖို့ကန့်နှံ့ထားခဲ့ပါတယ်။နိုင်ငံသားရေးဝန်ကြီးရူဘီယိုနဲ့သမရအင်ဖြူရောဟာဆိုလို့ရှိရင်ဝါရှင်တန် DC တရားရုံးကဒီဗင်နီဇွဲလာခိုးဝင်ကျူးကျော်တွေကိုပြည်နယ်တံပြည်မဲ့ကိစ္စခိတရက်ဆိုင်ပြီးတရားရုံးကစီရင်ချက်မချမီနှစ်ပတ်ထိစောင့်ဆိုင်ရန်အမိန့်မိန့်ချမှတ်ပြီးနိုင်ယီပိုင်းအကြံမှာပဲဒီရာဇဝတ်ခိုင်းသားများကို အမေရိကကနေအပြီးထွက်ခွာရန်ပြည်နယ်တံချမှတ်ခဲ့ပါတယ် မေရိကမှာရှိတဲ့စစ်အတွင်းဥပဒေဟာဆိုလို့ရှိရင်တမရအနေနဲ့ပုံမှန်တရားစီရင်ရေးကိစ္စများကိုစောင့်ဆိုင်းစီရမလို့ပဲစစ်အတွင်းမှာအမေရိကအားရန်လိုသည်ဟုယူဆရသောနိုင်ငံများမှအမေရိကန်နိုင်ငံသားမဟုတ်သောသူများကိုဖမ်းဆီးခြင်းပြည်နယ်ဒဏ်ပေးခြင်းစသော အခွင့်အာဏာများပေးထားပါတယ်။ထို့ဥပဒေကိုဒုတိယကမ္ဘာစစ်တုန်းကဂျပန်ကနေပြီးတော့အမေရိကကို ရွှေ့ပြောင်းလာကြတဲ့သူတွေအတွက်ပြည်နယ်ဒဏ်ပေးရန်၃ချိန်သာသုံးခဲ့ဘူးကြောင်း သမရထရန့်ဟာအခုတော့ဗန်နစ်ဇွဲလာဂျာစဝစ်သားများကိုပြည်ပနိုင်ငံမှအမေရိကကိုကျူးကျော်ရန်ပြုနေသောတိုင်းတစ်ပါးရန်သူများဟုသုံးစွဲကတရားရုံးအမိန့်ကိုလွန်ဆိုင်ပြီးပြန်ပို့ခြင်းဖြစ်သည်ဟုပြောကြပါတယ်။အဲ့ဒီလိုပြည်နယ်တခံရသူတွေထဲမှာပါတဲ့ဗန်နစ်ဇွဲလာ၅ရောက်ကတော့ပြီးခဲ့တဲ့တစ်ပတ်မှာတရားသူကြီးကိုသူတို့ဟာဂျာစဝစ်ဂိုင်းတွေနဲ့ပတ်သက်မှုမရှိဘဲမှားယွင်းပြီးဖမ်းဆီးဆွဆွဲခံရကြောင်းရှောက်တင်ထားလို့ တရားသူကြီးဟာပြည်내တန်းကိုဆိုင်ငံ့ထားပေမဲ့အခုတော့အယ်ဆာဗာဒေါအချင်းထောင်ကြီးစီကိုရောက်ရှိသွားကြပါပြီ။ပြီးခဲ့တဲ့တစ်ပတ်မှာထရမ့်ရဲ့အစိုးရအဖွဲ့ဟာဗန်နီဇွဲလာကနေပြီးတော့ခိုးဝင်ကျူးကျော်သူတွေဟာအကြမ်းဖက်ဝါဒီသမားများရာဇဝတ်ကိန်းသားများဖြစ်တာကြောင့်ပုပ်ပလီကတက်တင်များရှိစီရတင်ပြစီရမလို့ပဲအယောက်200ကျော်ပို့လိုက်တဲ့ခိုးဝင်ကျူးကျော်တွေရဲ့နောက်ကျောင်းရာဇဝင်တွေကိုလည်းရှင်းရှင်းလင်းလင်းပြောခဲ့ဘူးလို့သိရပါတယ်။ တည်တည်ချာချာအတိမပြုတ်နိုင်သေးတာကတော့တရားရုံးကပြည်내တန်ပိုးတဲ့ကိစ္စဟာတားမြစ်တဲ့အချိန်မှာအဲ့ဒီလူတွေကိုတင်ဆောင်တဲ့လေရင်ဟာလေထဲမှာရှိနေတာလားဒါမှမဟုတ်ရှိနေရင်တော့အမေရိကကိုပြန်လည်လာရန်လိုပြီးတော့အယ်ဆာဗာဒေါကိုဆင်းသက်သွားခဲ့ပြီလားဆိုတာပါပဲတရားရုံးကတော့အဲ့ဒီလိုပြည်내တန်ပေးလိုက်ရင်တောင်ရာဇဝိခိုင်းတွေနဲ့မပတ်သက်ဟုအယူခံတင်ထားတဲ့ဗန်နီဇွဲလာ၅ရောက်ကိုတော့မပို့သင့်ဘူးလို့ဆိုပါတယ်မိသို့ဖြင့်ဖြစ်စီကောင်မူ ိမ်ဖြူတော်အနေနဲ့တရားရုံးကမှတ်ချက်တွေကိုအတိအမှတ်မပြုခဲ့ပါဘူးပြီးတော့အိမ်ဖြူတော်ရဲ့အကြီးခဲတွေကတော့အခုလို ပြည်နေတဲ့ပြည်တဲ့ကိစ္စအတွက်အားပေးဂုဏ်ပြုခဲ့ကြပါတယ်အမေရိကန်ရှေ့နေချုပ်ဖန်ဘွန်ဒီကတမရထရမ့်ဟာတရားသူကြီးဤကောင်းမွန်သောခွင့်အာဏာကိုလစ်လျူရှုပြီးပြည်သူများဤတရားဥပဒေစိုးမိုးရေးကိုအနည်းငယ်ဖြစ်စေကြောင်းကြေညာချက်တွင်ဖော်ပြထားသည်အင်ဖြူတော်ပြောခွင့်ရအတွင်ရေးမှုကယ်ရိုလိန်း ဒေးဗစ်ကတော့ကမ္ဘာပေါ်မှာအကြမ်းတမ်းဆုံးနဲ့အရက်ဆက်ဆုံးဖြစ်တဲ့သူတွေလက်ထဲမှာအမေရိကန်နိုင်ငံသားများကိုကာကွယ်ရန်သမရက၎င်း၏အကြီးကပါဝါကိုအသုံးပြုခဲ့တာလို့သတင်းဌာနတွေကပြောပါတယ်။ဗန်နစ်ဇွဲလာဂျာဇဝစ်ခိုင်းသားတွေတပ်ဖြတ်လို့တည်ဆုံသွားခဲ့ရတဲ့အမေရိကန်လူမျိုးတွေရဲ့အမှုကိစ္စများကိုလည်းသူမကထောက်ပြသွားခဲ့ပါတယ်။အဲ့ဒီဗန်နစ်ဇွဲလာအကျဉ်းသားတွေကို တင်ဆောင်သွားတဲ့လေယာဉ်ဟာ တရားရုံးအမိန့်ချတဲ့အချိန်မှာဘယ်ရောက်နေသလဲဆိုတော့ကိုတော့ Rubio ကအဖြူတော်ထိတ်တန်းအရာရှိတွေကရောပြောဆိုခြင်းမပြုကြပေမဲ့ကာကွယ်ရေးဌာနကညွှန်ကြားရေးမှူးကတော့အဲ့ဒီအမိန့်တရားသူကြီးထုတ်ပြန်ချိန်မှာရင်းရင်ဟာ El Salvador နိုင်ငံကိုစစ်တပ်သွားပြီဟု ပြောပါတယ် El Salvador သမ္မတရဲ့ X Media မှာတင်ဆက်သွားတာကတော့အဲ့ဒီအချိန်မှာလေရင်ဘော်ကအကျဉ်းသားတွေကိုတောင်းသူ့နိုင်ငံကထောင်စီသို့လွှဲပြောင်းနေတာတွေကို တွေ့ရပါတယ်အယ်ဆာဗာဒေါသမ္မတရဲ့တည်င်းမှာတော့ မေရိကကပို့လိုက်တဲ့ဗင်နီဇွဲလာအကျဉ်းသား238ရောက်ကို သူ့ရဲ့ကြီးမားလာတဲ့အကျဉ်းထောင်ကြီးတွေကတိုက်ပိတ်လုံခန်းတွေတဲ့ကိုခေါ်ယူသွားနေတာတွေကို တွေ့ရပါတယ်။ပြီးတော့အဲ့ဒီအကျဉ်းသားတွေကိုထိမ့်သိမ့်နေသူတွေရဲ့မျက်နှာဖုံးတွေနဲ့တတ်ထားတဲ့ဗီဒီယိုတွေကိုလည်းပို့ပေးသလိုအမေရိကန်နိုင်ငံသားရဲ့ဝန်ကြီးရူဘီယိုကအယ်ဆာဗေဒေါ်တမရအားကျေးဇူးတင်ကြောင်းပြောလိုက်ပြီးလိုအပ်တဲ့ငွေကြေးများပို့ပေးလိုက်ပြီဖြစ်ကြောင်းပြောလိုက်ပါတယ်။ အဲ့ဗီဒီယိုတွေကိုတော့ကျွန်တော်အခုဗီဒီယိုထဲမှာတင်ဆက်ပေးထားပါတယ်။ El Salvador သမ္မတကအကျဉ်းသားတယောက်အတွက် American Dollar 2000တောင်းခံထားပြီးတော့ America ကလောလောဆယ်ဒေါ်လာ6သန်းပေးဖို့ရမှာဖြစ်ပါတယ်။အဲ့ဒါကတော့တစ်နှစ်အတွက်ပါ။တစ်နှစ်ပြည့်သွားပြီးရင်တော့အဲ့ဒီအကျဉ်းသားတွေကိုထပ်ထားမယ်ဆိုရင် America ကနေပြီးတော့ပတ်စံထပ်ဖို့ပေးရမှာဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်ခင်ဗျာဒီနေ့အတွက်ဒီလောက်ပါပဲ။ နောက်နေ့မှာအမေရိကရဲ့သတင်းအမှတ်များကိုကြိုးစားကြိုးစားပြီးတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့999 Burmese US News YouTube channel လေးကိုတိုက်နှစ်သက်ခဲ့ရင် like and subscribe လုပ်ထားပေးခဲ့ပါ so please take care of yourself and each other bye bye